Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn

耶，咿呀嘛嘿。 ီရင်းငင်းကြဲရေးဆွေးနွေးပွဲတွေဖြစ်မြောက်အောင်တိုက်တွန်းနေတဲ့အပေါ် NUG ရဲ့သဘောထားထုတ်ပြောလာမြန်မာနိုင်ငံမြင်းကလေးလှုပ်ခတ်မှုကိုအကြောင်းပြုပြီးပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပေါ်ပေါက်လာဖို့နိုင်ငံတကာကတိုက်တွန်းနေတာတွေအမြောက်အများရှိလာတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမရဒူဝါလာရှိလာကပြောပါရယ်လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့နိုင်ငံရေးခင်းကျင်းမှာနိုင်ငံတကာကနေမြင်းကလေးလှုပ်ခတ်မှုကိုအကြောင်းပြုပြီး ကီရင်းငင်းကျန်းရေးဆွေးနွေးပွဲတွေပေါ်ပေါက်လာဖို့တိုက်တွန်းနေတာတွေအမြောက်များရှိလာကြောင်းတွေ့ရှိရပါတယ်။ကျွန်တော်တို့အနေနဲ့မြန်မာတိုင်းနိုင်ငံလုံးငင်းကျန်းဖို့တည်ငြိမ်ဖို့ဆိုတဲ့ကိစ္စကိုအစဉ်တစိုက်လိုလားကြောင်းပြောကြားချင်ပါတယ်။ဒါကြောင့်လဲမိမိတို့အစိုးရဟာစကိုင်းငလင်ကြီးလှုပ်ခတ်ပြီးမကြခင်မှာမိမိကိုယ်ကိုခုခံကာကွယ်ခြင်းမှာအပအပြစ်ခတ်ရစဲဖို့ပထမဆုံးကြေညာခဲ့တာလည်းဖြစ်ပါတယ်။ ပြည်တွင်းငင်းကြဲရေးဆွေးနွေးပွဲတွေမှာပြည်သူလူထုရဲ့အဓိကလိုလားချက်တွေကိုလက်ယူမရှိဘို့တော့ကျွန်တော်တို့အားလုံးအာရုံစိုက်ကြရမှာဖြစ်ပါတယ်လို့ဒီနေ့ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာပြောကြတာပါဒါအပြင်ပြည်တွင်းငင်းကြဲရေးဆွေးနွေးပွဲတွေဖြစ်မြောက်အောင်တိုးအားပေးနေတဲ့နိုင်ငံတကာအသိုင်းအဝိုင်းတွေနဲ့လည်း စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ်ထားတဲ့သဘောထားကိုလေးနက်စွာစမ်းစစ်သုံးသပ်ကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်စစ်ကောင်စီအနေနဲ့လည်းမိမိကိုယ်ကိုပြန်လည်သုံးသပ်နိုင်ဖို့လိုတာကမြန်မာနိုင်ငံမှာဘယ်သို့သောစစ်အုပ်ချုပ်ရေးနဲ့မဆိုတိုင်းပြည်ကိုအမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်ဘူးဆိုတာ နှစ်ပေါင်း80ကြော်ကြာပြည်တွင်းစစ်ကတက်တည်ပဲဆိုတာနားလည်ဖို့လိုပါတယ်လို့ယာယီသမရကဆက်ပြောပါတယ်ပြည်တော်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကလည်းနိုင်ငံတကာရဲ့အခင်းချင်းကိုကြိုတင်တွက်ဆထားကြဖို့ UNG အစိုးရဖွဲ့ကိုမှာကြားပါတယ်နိုင်ငံတကာရဲ့ဖီအားကလည်းငလင်ကိုအကြောင်းပြုပြီးပုံမှန်များလာနိုင်ပွဲရှိပါတယ်အခုဆိုရင် ASEAN ဘက်ကတော့ အင်တိုက်အားတိုက်စီမံဆောင်ရွက်လာတဲ့အခြေအနေတွေကိုတော့အားလုံးလည်းသိရှိပြီးဖြစ်ပါတယ်။နောက်ထပ်လာနိုင်ွယ်ရှိတဲ့နိုင်ငံတကာရဲ့အခင်းကျင်းတွေကိုလည်းကျွန်တော်တို့ဘက်ကကြိုတင်တွက်ဆထားဖို့နဲ့ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။အချိန်ကအကန့်အသတ်ဖြစ်လာပြီးဖြစ်တဲ့အတွက်အချိန်ကိုတန်ဖိုးရှိစွာအတုံးချစီမံကြဖို့ကိုလည်းဝန်ကြီးချုပ်ကပြောပါတယ်။တိုက်ခိုက်မှုတွေရပ်တန့်ပြီးတော်လန်ရေးအင်အားစုတွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီးအာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်ကို အခု AB လာဆန်းပိုင်းကထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာကျင်းပတဲ့အစည်းအဝေးတစ်ခုမှာထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ရှိနာဝစ်ကတိုက်တွန်းခဲ့ပါသေးတယ်။